ဘယ်လိုအရင်ကစီရောအားလုံးမြင်လာပါခင်ဗျာ MKSC ရဲ့အာဟန်ဗန်ကူပူပန်းပေါ့နော်ဒီ zero အစီအစဉ်လေးကနေပြီးတော့မှကျူးလိုက်ပါတယ်ဆရာကတော့ MKSC ရဲ့ဆရာပင်စားဖြစ်ပါတယ်ပေါ့နော်အာဒီနေ့မှာကတော့ဆရာတို့ကဒီ Yonsei 1ရေပေါ့နော် Yonsei လေးတွေ1ရေအာဒီ zero အခန်း၄မှာပါတယ်ခါတာဦးတာမင်းလေးနဲ့ပတ်သက်ပြီးတော့ဆရာတို့လေ့လာကြည့်ကြအောင်ပါရောဗျာ နေကျွန်တော်ပထမဦးဆုံးအနေနဲ့ဒီဂါသာနဲ့ဥတာကတော့ရောမလို့ဒါသိပြီးသားဖြစ်ပါလိမ့်မယ်အာဒါဂါသာဆိုတာကကျတော့ဆိုတာဒါသွားသည်ဥတာဆိုတာကကျတော့လာသည်ဆိုတဲ့အထိပယ်မျိုးပေါ့နော်နေအဲ့လိုဆိုတဲ့အခါမှာကျတော့ဒါဂါသာဥတာကိုအသုံးပြုပြီးတော့ဘယ်လိုမီနီနေနဲ့ပေါင်းစပ်အာဒီတွဲသုံးလို့ရအောင်မလဲပေါ့နော် နေပထမဦးဆုံးအနေနဲ့ကျွန်တော်ဒီမှာသူပေးထားတာရှိပါတယ်နာဂတာသူရောဥတာဝရဂတာနေရောဥတာဒါလေးတွေကိုတော့ကျွန်တော်မကြည့်ပါဘူးဘာကိုကြည့်မလဲကျွန်တော်ဒီနေရာမှာနာတာရေနောက်တစ်ခုကဒီဒေတာရေနောက်တစ်ခုကကျွန်တော်ဒီပိုးတာရေအဲ့တော့ကိုယ်ကကျွန်တော်ညီမနေရီတာရဲ့ဒါလေးတွေကိုကျွန်တော်ကြည့်ကြည့်ပါမယ်။နေဆိုတော့ဒီဇာတို့ဒီနာတာနဲ့နောက်တစ်ခုကကျွန်တော်ခါတာနဲ့ပေါင်းလိုက်တဲ့အခါမှာဇာတို့က ဘယ်လိုလေးရလာမလဲဆိုတဲ့ခါကျတော့နာဂတာတူပြီးဆိုရင်ရလာတယ်။ Okay နာတာနဲ့ဆရာတို့ကဒီအိုတာနဲ့ပေါင်းလိုက်တဲ့အခါမှာဆိုလို့ရှိရင်တော့ဆရာတို့ကဒီနေရာမှာနာအိုတာဆိုပြီးတော့ရလာမယ်ပေါ့နော်။နေဆိုတော့အဲ့နေရာမှာဆရာတို့ကဒီနာဂတာအပြင်ဘုံမှာဆရာတို့ထမှတ်ဆရာကဆရာတို့ဒီနားလေးမှာနာအိုတာဆိုပြီးရတော့ထမှတ်လို့ရရေပေါ့နော်နေဆိုတော့နာတာဆိုတာဒီဆရာတို့ဒါပါလဲဆိုလို့ရှိရင်ထွက်လာတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးကနာတာဆိုတာဒီထွက်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော် ဆိုနာဂာတာဆိုလို့ရှိရင်တော့ဆရာတာထပ်သွားသည် နာအိုတာဆိုလို့ရှိရင်တော့ခလာသည်လို့ပြောလို့ရပါတယ်ရတော့မင်းဆရာတာအစောက်အုံတစ်ခုလေးမှာပေါ့နော်အာကိုကအပြင်ဘက်မှာရှိနေတယ်ကိုရဲ့တငယ်ချင်းကဆရာတာအတွင်းမှာရှိနေတယ်အာ okay သူဒီဆရာတာပါလဲဆိုလို့ရှိရင်အပြင်ကိုထွက်လာတယ်ဆိုလို့ရှိရင်ဆရာတို့ကအော်နာဝတ်တာနာဝတ်တာနာအိုတာနဲ့တုံလို့ရတယ်ပေါ့နော်အော်နာအိုတာနာအိုတာအော် okay နာဝတ်ဆိုတော်ရတာကျတော့ first time ရေးတော့နားပဲလို့ဒါကြောင့်မလို့ now as so လို့ပြောတာပေါ့နော် အာဒီဒီအထက်မှရှိနေတဲ့တငယ်ချင်းဒီအပြင်အောင်ထွက်လာပြီဆိုလို့ရှိရင်နာအိုတာနဲ့ဆရာတာတုံးပြပါပါတယ်နာအိုတာဟုတ် okay ဘာလို့ဒီမှာနာအိုတာလို့တုံးလဲဆိုတဲ့အခါကျတော့ဆရာတို့ဒီအပြင်မှာရှိနေတဲ့အတွက်ကြောင့်မလို့ပါ okay အကယ်၍အဲ့လိုမျိုးမဟုတ်ပါဘူးဆရာတို့ကဒီတစ်ခါကျတော့ C ဆိုတဲ့ကောင်ဒီတော့ဆရာတို့ဒီမှာရှိပါမယ်ဆရာတို့ဒီ C နေရာမှာပေါ့ကိုနဲ့ကိုတငယ်ချင်းနဲ့အထက်မှာရှိနေတယ်ကိုတငယ်ချင်းဒီအပြင်အောင်ထွက်သွားတယ်ဆိုလို့ရှိရင်ကော်ကော်ရှိနာဂတာရေရော ကိုရီနှစ်ယောက်လုံးဒီအထဲမှာရှိနေပြီးတော့တယောက်ကအပြင်ထွက်သွားရဲဆိုနာဂတာကိုကိုတိုင်းလည်းအပြင်ထွက်သွားရဲဆိုလို့ရှိရင်နာဂတာအဲ့လိုမဟုတ်ဘူးကိုကိုတိုင်းကဒီဇာတို့အာအပြင်မှာရှိနေတယ်ကိုရဲ့တငယ်ချင်းကအပြင်ကိုထွက်လာပြီဆိုလို့ရှိရင်နာအိုတာလို့ဇာတို့သုံးလို့ရတယ်ပေါ့နော်နေနောက်တစ်ခုကဇာတို့ဆရာဒီနေရာမှာပါလဲဆိုလို့ရှိရင်လည်းဖြောင်းမြန်လီရောဇာတို့ဖြစ်သွားပါတယ်နော်ဖြောင်းမြန်လီဖြစ်သွားရဲဆိုတော့ဘယ်လိုလဲဆိုတော့ဒီဒေတာ data ဆိုတာကဝင်နေဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော် data ကိုကြရတဲ့မှာ order နဲ့ပေါင်းလိုက်လို့ရှိရင် the raw order ဆိုတဲ့ပုံစံတိုင်းပဲဆရာကဒါခါတာနဲ့ပေါင်းလိုက်တဲ့အခါမှာဆရာတို့ဒီဒီ the raw ခါတာဆိုပြီးတော့ရတော့သုံးလို့ရပါမယ်ပေါ့နော် the raw ခါတာဆိုတော့သူဒီဘယ်လိုမျိုးဖြစ်မလဲဆိုတော့ဒီနေရာမှာဆရာတို့ပြန်ကြည့်ကြည့်ရအောင်ပါရတော့ဟင်ဆိုတော့ the raw ခါတာကိုဆရာအရင်ပြပြပြီးကျမကြီး the raw ခါတာကိုအရင်ပြပြပြီးတင်တယ်ဆိုတော့ဒီနေရာမှာဆရာတို့ဒါဒီဆိုတဲ့ကောင်လေးတောင်ထပ်ပေါ်လာပြီဆရာတို့ဒီဒီနေရာမှာ a ပေါ့နော် ဆရာတို့ကအေးနေရာမှာကျတော့ဒါရှိနေမယ်ပြောဆိုဆရာတို့ဒီဟိုအပြင်မှာရှိနေမယ်ကိုယ်တငယ်ချင်းဒီကဒီအိမ်ထဲကိုဝင်သွားတော့မယ်ဆိုလို့ရှိရင်ဆရာတို့ကဒူရောကဒူရောကအော်ဆရာတို့ဒါကိုရီးယားကားရီထဲမှာဒီကောင်မလေးကိုကောင်လေးရဲ့နေပြမှာအိမ်ပြန်လိုက်ပို့တယ်ပေါ့နော်လူရှင်ကောင်လေးရဲ့နေပြကောင်မလေးပြောတယ်ပလိဒူရောကမြန်ဝင်သွားတော့အဲဗာလဲဆိုတော့ဒီအပြင်မှာရှိနေတဲ့အရာကိုအထဲကိုတွားခိုင်းတဲ့ခါကျလို့ရှိရင်ဆရာကဒူရောကာတာလို့ပြောလို့ရတယ် ဟုတ်လဲဆိုတော့ဆရာတို့ကလည်းဒီအပြင်မှာရှိနေလို့ပေါ့နော်အကယ်၍အဲ့လိုမဟုတ်ဘူးဆရာတို့ဒီဒီတခါခုနလိုမျိုးပဲဆရာတို့ကဒါဒီကနေပြီးတော့မှအထဲဝင်လာတယ်โอเคဆရာတို့ဒီဒီနေရာမှာစီနေရာမှာဆရာတို့ရှိနေမယ်ဒါဆိုလို့ရှိရင်ဒီကနေအထဲဝင်လာတဲ့ခါမှာဆရာတို့ကအော်ဒရောဝါဆိုဒရောဝါပလီဒရောဝါအမြန်ဝင်လာခဲ့သူဒီအပြင်မှာရှိနေတယ်အဲ့တော့ကြောင့်မလို့ဒရောဝါဆရာတို့ဒီအထဲကိုဖိတ်ခေါ်တဲ့ခါမှာပလီဒရောဝါမြန်မြန်လာခဲ့ဒရောအူတာနဲ့ဆရာတို့ကတုံပါတယ် ဆိုတော့ဒါကတော့နာဂတာနာဝတာသူရောဝတာသူရောဂတာရဲ့အတုံးလေးပေါ့နော်ဆရာတို့ဒီနေရာမှာသူကနှစ်ခုရှိရပါတော့ဒါကတော့အဆောက်အအုံနေပတ်သက်ပြီးတော့ပါ အဆောက်အုံတွေဝင်လာထွက်တာနေပတ်သက်ပြီးတော့ဗောနော်နောက်တစ်ခုကကြတော့ security ညမှာဗာလီရှိအောင်မလဲဆိုတော့ဒီ Ola Gata နောက်တစ်ခုကကြတော့ Nereo Gata ဆိုတဲ့ဟာဒီပါတယ် Ola Gata ရဲ့ original verb ဒီ Ola Gata ကြီးဆိုလာပါနေကြတော့ဘင် Ola Gata ဆိုတာကကြတော့တက်တီဆိုတဲ့အိပေးပါ Ne အာဒီ Nereo Gata ရဲ့ original verb ကကြတော့ security ညမှာ Neri Gata ဆိုပြီးတော့ဖြစ်သွားမယ်ဗောနော် Ne အဲ့လို security ဒီဟာကြတော့ဆိုတာလီကားလီတွေနဲ့ပြောကြည့်ကြအောင်ပါရတော့ဘင်ဆိုတော့ security ဒီအောက်မှာအာဒီ AB နဲ့ CD နဲ့ရှိရပဲထားပါတော့ဆိုတော့ဆရာတို့ဒီ အီနီယာကနေနေနေမယ်။ဒါဆိုဆရာတို့ရဲ့တငယ်ချင်းပြတဲ့ PD အပေါ်ကိုတက်သွားမယ်။အပေါ်ကိုတက်သွားတယ်ဆိုလို့ရှိရင်ဆရာတို့ဒီအိုလာကာတာအိုလာကာတာအပေါ်ကိုတက်သွားတယ် ဟုတ်ဆရာတို့ကဘာလို့အပေါ်ကိုတက်သွားရလို့ပြောရဆိုအောက်မှာပဲရှိနေတယ်ကြောင့်မို့အပေါ်ကိုတက်သွားရလို့ပြောတာပေါ့နော်ဒါပေမဲ့အဲ့လိုမဟုတ်ဘူးကိုကဒီနေရာမှာအပေါ်တက်လာတယ်ဆိုလို့ရှိရင်တော့ဆရာတို့ကအိုလာအိုတာလို့သုံးလို့ရပါတယ်ကြောင့်အိုလာအိုတာဒီတခါကျတော့ဆရာတို့ကဒီနေရာအီနေရာမှာမဟုတ်တော့ဘဲနဲ့ဆရာတို့ကဘယ်နေရာကိုရောက်သွားမလဲဆိုတဲ့အခါကျတော့ဆရာတို့ဒီအာ C ရဲ့နေရာကိုဆရာတို့ရောက်သွားရပဲထားပါတော့အဲ့ဒါဆို B ကနေအပေါ်တက်လာတာကိုဆရာတို့က C နေရာနေပြီးမှဝင်ကြည့်ပြီးတော့ဆရာတို့ကဟော B ကသူတော့ဟိုအိုလာအိုကိုဆို B ကတက်လာနေပြီ ဒီလိုမျိုးဆရာတို့ပြောလို့ရပါတယ်။ဒါကတော့ဆရာတို့ဆရာတို့ဒါ AB ဒါပြီးလို့ရှိရင်ဒါ C ရဆရာအပေါ်မှာရောက်နေတဲ့အတွက်ကြောင့်မလို့ဆရာတို့ဒီအပေါ်မှာရောက်နေတဲ့အတွက်ကြောင့်မလို့အောက်ကနေပြီးတော့တက်လာတဲ့သူဆရာတို့က or la or ဒါလို့ပြောလို့ရပါတယ်။မြန်မာစကားနဲ့ရှင်းပြောလို့ရှိရင်တော့မရနိုင်ပြီးတော့အရန်လွယ်ပဲပေါ့နော်။ဒါတကူကကျတော့ဆရာဒီညမှာ ਨੇ ရော ਉ တာ ਨੇ ရော ਉ တာဆိုတာကကျတော့ဒီမှာသူဒီ direction ပြောင်းသွားပြီးတော့ဘယ်လိုလဲဆိုတော့ဒီတစ်ခါကျတော့ C ကနေပြီးတော့မှအောက်ကိုဆင်းလာတယ် ။ Okay စင်းလာတယ်ဆိုလို့ရှိရင်ဆရာတို့ကနေရောဦးသား။ဘယ်နေရာလဲဆိုတော့ဆရာတို့ A နေရာကြီးတော့ကြည့်ရဲ။ C ကနေရောဦးကိုကြီးဆိုတော့အဲ့ဒါဆိုရင် C C ကနေပြီးတော့မှအပေါ်ကနေစင်းလာပါတယ်။ဒီလိုမျိုးဆရာတို့ဒါပြောလို့ရတယ်ပေါ့နော်။နေ။ငါအဲ့လိုမဟုတ်ဘူးဆရာတို့ကဒီတစ်ခါကျတော့ D ရဲ့နေရာကနေကြည့်နေမယ်။ Okay D ရဲ့နေရာကနေကြည့်မှဆိုလို့ရှိရင် C ကအောက်ကိုဆင်းသွားတယ်။ဆင်းသွားတယ်ဆိုလို့ရှိရင်ကျတော့ဒါဘယ်လိုပြောလို့ရလဲပေါ့နော်။နေရောဂါတာလို့ဆရာတို့ပြောလို့ရပါတယ်။ဘယ်နေရောဂါတာ။ဒါဆိုလို့ရှိရင် CB အောက်ကိုဆင်းသွားရတဲ့အကြောင်းကိုနေရောဂါတာ 시가 하고 센도 아래 시가 내려갔어요 시가 하고 센도 아래 연구를 위하이 그럼 네 저희가 저희가 다 가다 오단에빠서비로 여러분들 오구조르시니 아리 나가다를 레벨다와이나 우다를 레벼다와비 뒤들어 우다를 레벨다와이 들어가다를 레벨다와이 올라가다 올라오다 내려오다 နေတော့ခါတာဒါလေးရဲ့အတောင်းတောင်းလေးတွေကိုရောရောနှုတ်ပြချာလီတည်သွားကြမယ်လို့ထင်ပါတယ်။အဲဒါဆိုရင်နောက်ထပ်နောက်ထပ်ဗီဒီယိုလေးမှာထပ်ပြီးတော့ပြကြအောင်ပါရောတော့။ MGLC ရဲ့ YouTube channel လေးကိုလည်း like and subscribe လုပ်ပေးပြကြအောင်ပါနော်။နေ့အားလုံးရှင်နောက်ထပ်ဗီဒီယိုမှာတွေ့ကြအောင်ပါရောတော့။ Thank you